မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတိဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲတရင်ကတော့ပဲခူးတိုင်းရွှေချင်မြို့နယ်တုံးတရာချေးရွာမှာရှိတဲ့အကြမ်းတ်စစ်ကောင်စီရဲ့စခန်းကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတော့စခန်းကိုမိရှို့ရှင်းလင်းလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တဘာလ15ရက်နေ့မနက်ပိုင်းမှာရွှေချင်မြို့နယ်တုံးတရာချေးရွာမှာရှိတဲ့အကြမ်းတ်စစ်ကောင်စီရဲ့စခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစခန်းကိုသိမ့်ပိုက်ရရှိခဲ့ပြီးတော့အဲ့ဒီအကြမ်းတ်စစ်ကောင်စီရဲ့စခန်းကိုမိရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်အကြမ်းတ်စစ်ကောင်စီရဲ့ခလာရ164တက်ကလည်းတုံးတရာ ားကြီးပါဘက်ကိုလက်နဲ့ကြီးနေနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်တုံးတရာစကန်းကိုတင်ပိုက်လိုက်ပါပြီစကန်းကိုမိရှုဖြက်စီးနေပြီအသေးစိတ်ကတော့ဖုန်းလိုင်းအခက်ခဲရယ်အင်တာနက်အခက်ခဲရယ်ကြောင့်အသေးစိတ်တော့မသိရသေးဘူးတရင်ပြေဆုံးသိရဖို့ကတော့နည်းနည်းခက်နေတယ် လက်ရှိရရှိထားတဲ့သတင်းအရကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ Spring Warriors column ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲစက်တမာလ17ရက်နေ့ကလည်းကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်လွတ်ရှမ်းကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ကစစ်ကောင်စီဘက်က10ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အီလိကန်အတွင်ရေများတဖြည်းဖြည်းမြင့်တက်လာပြီးတော့တထက်အိမ်မှန်သမျှအကုန်နစ်မြုပ်သွားကခြေပါပေါင်း181ရွာရေပင်းတင့်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တင်ဘာလ9ရက်နေ့ကစတင်ပြီးတော့အီလိကန်အတွင်းကိုရေများတိုက်အီအီနဲ့တိုးဝင်လာပြီးတော့ရေမျက်နှာပြင်မြင့်တက်လာတယ်လို့သိရပါတယ်လက်ရှိစက်တင်ဘာလ15ရက်နေ့အထိ အလေးကအတွင်းမှာရှိတဲ့တထအိမ်မှန်တော်များအကုန်နှိမ့်ထုတ်သွားပြီးတော့ကြေးရွာများကပြည်သူများဟာဖုန်ကြီးကြောင်းများနဲ့အထက်မြေအဆောက်အဦများမှာတွားရောက်ပြီးတော့ခိုးလုံနေရတယ်လို့သိရပါဗျ။လက်တလောဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများလည်းပြတ်တောက်နေပြီးတော့လျှက်စက်မီးလည်းလုံးဝပြတ်တောက်နေတယ်လို့သိရပါဗျ။ ်အင်းလေးကံရေကြီးတာကရေတွေတအားစီးဝင်ပြီးတော့မျောသွားတာမျိုးမဟုတ်ဘူးအပေါ်ကကျလာတဲ့ရေတွေကတဖြည်းဖြည်းနဲ့မြင့်တက်လာတာဆိုတော့ပြည်သူတွေကတော့ပစ္စည်းတွေပြောင်းရွှေ့ချိန်ရလိုက်တယ်အခုအင်းထဲမှာရှိတဲ့တထက်အိမ်မှန်သမျှအကုန်မြုပ်သွားပြီပြည်သူတွေကအထက်မြင့်ဘုံကြီးချောင်းတွေနှစ်ထပ်အဆောက်အုံတွေမှာခိုးလုံနေကြရတယ်အင်းလေးမှာရေမေးကူညီမယ်ဆိုရင်အဝေစားတွေပါတယ်မလိုဘူးအင်းထဲမှာကုံစုံဆိုင်ကလည်းနည်းနည်းပဲရှိတာကိုအားလုံးကရေမြုပ်သွားပြီအင်းလေးကိုရေမေးကူကြမယ်ဆိုရင်အစာအသောက်ဆေးဝါးမီးလင်းမှုအတွက် တခဲတမီစရာတွေအဓိကလုံးမယ်စေဝါတွေလုံးမယ်ရေကတအားကြီးနေတော့ပြန်ကျသွားဖို့ကိုလမ်းနဲ့ချီပြီးကြာမဲ့သဘောရှိတယ်လို့အင်းလေးဒေတာကရေဘေးကူညီရေးဥဆောင်နေတဲ့မဖူဖူဆိုသူကပြောဆိုထားပါတယ်အင်းလေးကအတွင်းမှာဖောင်တော်ဦးဖရဲပါရေမြုပ်နေပြီးတော့နန်းပန်ဈေးဟာလည်းရေမြုပ်သွားတယ်လို့သိရပါတယ်အင်းလေးမှာตาလေးကြေးရွာအုပ်စုရွာမကြေးရွာအုပ်စုတပြေပြင်ကြေးရွာအုပ်စုတောင်ဖို့နီကေလာနန်းပန်မိုင်းတောက်နောင်တော်ရွာကြီး အင်ပေါ်ခုံကျေးရွာအုပ်စုများအတွင်းကကျေးရွာ181ရွာဟာရေကြီးမှုကြောင့်အကူအညီများလိုအပ်နေတယ်လို့သိရပါဗါဒကိုမော်ကရွာတွေတောင်မှနှစ်ထပ်အိမ်မြုပ်တော့မယ် ရေပေါ်ကရွာတွေဆိုရင်တော့ပိုဆိုးတာပေါ့အင်းလေးကိုအဓိကလှူမယ်ဆိုရင်တော့အစားတောက်နဲ့စားနဲ့ရိတ်ခါပို့ပြီးတော့လိုပါမယ်အဲ့ဒါတွေများများလှူပေးကြပါရေပင်မြုပ်ကုန်တော့ပိုက်ဆိုင်မှုတွေကတော့တော်တော်များများဆုံးရှုံးပါတယ်လို့မဖူးဖူးကပြောဆိုထားပါတယ်အင်းလေးကံအတွင်းရေကြီးမှုကြောင့်ရေပေးတင်ပြည်သူများဟာစားရိတ်တောက်ရေနေရေးအတွက်ခက်ခဲနေပြီးတော့သွားလာရေးအတွက်လည်းခက်ခဲနေတယ်လို့သိရပါတယ်လျှက်စင်မီဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်ကျမရေးအခက်အခဲအတွက်လည်းစိုးရိမ်နေရတဲ့အနေအထားဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှိမြို့နယ်မှာရေပြင်းတဲ့ပြည်သူများကို PDF ရဲဘော်များကကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူခရိုင်ရေတာရှိမြို့နယ်မှာရှိတဲ့ခြေရွာများမှာရေပြင်းအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အတွက်အမတ်နဲ့စစ်သေးတာကွဲကိုကဲမှုအောက်မှာရှိတဲ့ ပဝါနေစစ်ကြောင်းက PDF ရဲဘော်များကရေးပင်းတဲ့ပြည်သူများကိုကူညီကယ်ဆယ်ခြင်းရွှေပြောင်းနေရချထားပေးခြင်းများကိုပြုလုပ်ရရှိကြောင်းတောင်ပိုင်းတိုင်းစစ်တွေကသတင်းထုတ်ပြန်ထားပါရယ်လက်ရှိအချိန်မှာတန်နိုင်ငံလုံးအတိုင်းအတာနဲ့ရေးပင်းအနေနဲ့ရေးဆိုင်နေရတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တန်နိုင်ငံများချိုးတင်ကာကွယ်မှုများကိုပြုလုပ်ကြရတဲ့သတိပြုပြီးတော့သွာလာနေထိုင်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ပေါ်ကိုမနေ့ကညသကောင်ရံအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံများကျဲချသွားပြီးတော့လူထိခိုက်မှုတော့မရှိတော့လဲနေအိမ်နဲ့အဆောက်အုံများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ14ရက်နေ့ည7:53မိနစ်အချိန်ကနေပြီးတော့ည7:00အချိန်ထိစစ်ကောင်စီတပ်ကနောင်ချုံမြို့ပေါ်ကိုလေရင်များနဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်နောင်ချုံမြို့တောင်ရက် ကံကြီးလမ်းဘေးမှာရှိတဲ့နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ပြီးတော့တခြားတော့ဘုံများဟာရွှေမုတ်ထောကြေးရွာဘက်ကိုကြောက်ရောက်ပောက်ဝဲခဲ့တယ်လို့သိရပါဗျ။လူထိခိုက်မှုတော့မရှိတော့လဲနေအိမ်နဲ့အဆောက်အုံများထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ညတကောင်ရန်အချိန်ကြီးမှာစစ်ခွေးတွေကလေရင်နဲ့နောက်ချုံမြို့ပေါ်ကိုဘုံနှလုံးလာကျဲသွားတယ်။ ပြည်သူတွေကလည်းဒီခွေးတွေရဲ့ရံကြောင့်အိတ်ကောင်းချင်းမအိတ်ရစားကောင်းချင်းမစားရဘလုံးငရဲမန့်ကိုမသိပါဘူးလူထီးခိုင်မှုတော့မရှိဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စက်တမ်ဘာလ14ရက်နေ့မွန်လွဲတနအီကနေပြီးတော့နှစ်နာရီ30မိနစ်အချိန်ထိအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဖြတ်အားဖြင့်ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အကြမ်းမဲ့ဆက်တကကျဲချလိုက်တယ်။ပေါင်900ဘုံနှလုံးထဲမှာတလုံးသာကြောက်ပောက်ခွဲပြီးတော့ rocket ဒုံးများနဲ့လဲရှစ်ကြိမ်ထဲမှာ ਨੇ ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့ဆက်တရဲ့ဘုံကျဲတိုက်ခိုက်မှုဟာနောင်ချုံမြို့လူနေရက်ကွက်အတွင်းကိုကြောက်ပောက်ခွဲခဲ့ပြီးတော့အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိကလူနေအိမ်အဆောင်အုံများလဲပျက်စီးခဲ့တယ်လို့သိရပါတယ်။စက်တမာလ73ရက်နေ့ကလည်းအကြမ်းမဲ့ဆက်တရဲ့လေးချောင်းအသုံးပြုကနောင်ချုံမြို့အတွင်းကိုဘုံဆက်၃လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့လူနေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ရတော့အကြမ်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းနေဥပဒေထုတ်ပြန်ကြေညာပြီးပါကစစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များအလုံးနိုင်ငံကူးလက်မှတ်ရှောက်ထားခြင်းနဲ့ပြည်ပကိုထွက်ခွာခြင်းတို့အတွက်စစ်မှုထမ်းစိတ်ခေါ်ရေးဗဟိုအဖွဲ့ကထုတ်ပေးတဲ့စာမဖြစ်မနေတင်ရမှာဖြစ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းနေဥပဒေကိုအပြန်အလှန်အကြိမ်ကြိမ်တုံ့တက်မှုများလုံဆောင်နေပြီးတော့များမကြာမီမှာထုတ်ပြန်ကြေညာရန်ရှိနေတယ်လို့သိရပါဗျစစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များအလုံးဟာစစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးတာနဲ့နှစ်နှစ်မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းပြီးမှသာလျှင်ပြည်ပကိုထွက်ခွာခြင်းနိုင်ငံကူးလက်မှတ်ရှောက်ထားခြင်းတို့ကိုခွင့်ပြုမှာဖြစ်တယ်လို့သိရပါဗျ။အကယ်၍စစ်မှုမထမ်းခင်ပြည်ပကိုထွက်ခွာခြင်းနဲ့နိုင်ငံကူးလက်မှတ်များရှောက်ထားလိုပါကလည်းစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့စစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ရွှေဆိုင်ခွင့်နဲ့စော့ပေါ့ခွင့်ထောက်ခံစာများကိုမဖြစ်မနေတင်ပြရမှာဖြစ်တယ်လို့သိရပါဗျ။အသက်၁၈နှစ်ကနေပြီးတော့အသက်၃၅နှစ်အတွင်းလူငယ်များအားလုံးကတော့ စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်လို့စစ်မှုကတော့မဖြစ်မနေထမ်းရမှာပါပဲနှစ်နှစ်စစ်မှုထမ်းပြီးရင်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့စစ်မှုထမ်းပီစီကြောင်းထောက်ခံစာထုတ်ပေးမှာဖြစ်ပါတယ်အဲ့ဒီထောက်ခံစာနဲ့အလုံးလုံးတာပြည်ပကိုထွက်တာနိုင်ငံကုလက်မှတ်ရှောက်ထားတာနိုင်ငံဝန်ထမ်းအရာရှိယာဒူးတွေရှောက်ထားတာနဲ့စတာတွေအတုံးဝင်လာမှာဖြစ်ပါတယ်အကယ်၍စစ်မှုမထမ်းခင်နိုင်ငံသားထွက်ပြီးတော့ပညာသင်တာပြည်ပကိုထွက်တာနိုင်ငံကုလက်မှတ်ရှောက်ထားခြင်းနဲ့ဆိုရင်တော့စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့ထောက်ခံချက်ပေါ့ ဒီလူကစစ်မှုမထမ်းရသေးပေမဲ့စစ်မှုထမ်းခွင့်ကိုရွှေ့ဆိုင်းထားသလားရှော့ပေါထားသလားကင်းလွတ်ခွင့်ပြုထားသလားဆိုတဲ့ထောက်ခံချက်တွေတင်ပြရမယ်အရာတွေကနေဥပဒေမှာအကုန်ပါမယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ပြည်သူစစ်မှုထမ်းနေဥပဒေကိုမူကြမ်းအဖြစ်နဲ့ရေးဆွဲထားပြီးတော့ပုံသက်စီစစ်မှုများစောင့်ရွက်လျက်ရှိရာယခုအခါနောက်ဆုံးတတမမြောက်အဆင့်ကိုရောက်ရှိနေပြီးတော့စစ်ကောင်စီရုံးရဲ့အတီးပြုတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိတယ်လို့သိရပါဗျ။များမကြာမီမှာပြဋ္ဌာန်းမှဖြစ်ပြီးတော့အဲ့ဒီနေဥပဒေထွက်ရှိလာပါက စစ်မှုထမ်းပြက်ကွက်ခြင်းပြက်ကွက်ရန်အားပေးကူညီခြင်းတိန့်ဆောင်ရန်စ조사ခြင်းတို့ကိုထောင်ဒဏ်များချမှတ်ပြီးတော့အရေးယူနိုင်မှာဖြစ်တယ်လို့သိရပါဗါးဒါအပြင်စစ်မှုထမ်းရအကျုံးဝင်နေတဲ့လူငယ်များအားလုံးဟာခရီးသွားလာရမှာ၎င်းပြည်ပကိုထွက်ခွာရမှာ၎င်းစစ်မှုထမ်းစင့်ခေါ်ရေးအဘဟိုအဖွဲ့ရဲ့ထောက်ခံချက်လက်မှတ်များလိုအပ်မှာဖြစ်တယ်လို့သိရပါဗါးစစ်မှုထမ်းမှုကနေပြီးတော့ရှော့ပေါ်ခွင့်ရွှေဆိုင်ခွင့်နဲ့ကင်းလုတ်ခွင့်လက်မှတ်များကိုတပ်ဆိုင်ရာစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များကထုတ်ပေးမှာဖြစ်ပြီးတော့ကင်းလုတ်ခွင့် ရှော့ပေါခွင်းနဲ့ရွှေဆိုင်ခွင်းမရရှိတဲ့သူများဟာမဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါတယ်။အသက်၁၈နှစ်ကနေပြီးတော့အသက်၃၅နှစ်အတွင်းလူငယ်များအနေနဲ့စစ်မှုထမ်းရန်ပြက်ကွက်ပါကထောင်ဒဏ်၃နှစ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ဒဏ်ရာစလုံးကိုဖြစ်စေချမှတ်နိုင်တယ်လို့သိရပါတယ်။စစ်မှုထမ်းရန်တိမ်းရှောင်ရန်ကြံစီပါကထောင်ဒဏ်၅နှစ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ဒဏ်ရာလုံးကိုဖြစ်စေချမှတ်နိုင်တယ်လို့သိရပါတယ်။စစ်မှုထမ်းရန်ပြက်ကွက်သူတိမ်းရှောင်ရန်စူးစမ်းသူကိုကူညီပါက ထောင်ထဲတစ်နှစ်ချမှတ်နိုင်ကြောင်းပြည်သူ့စစ်မှုထမ်းဥပဒေမှာပြဋ္ဌာန်းထားကြောင်းသိရပါဗျ။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းရမယ်အသက်အရွယ်ရောက်ရှိသူဆိုတာဟာအမျိုးသားဖြစ်ပါကအသက်16နှစ်ပြည့်ပြီးတော့အသက်35နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်းအမျိုးသမီးဖြစ်ပါကအသက်16နှစ်ပြည့်ပြီးတော့အသက်28နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်းကျွမ်းကျင်သူအမျိုးသားဖြစ်ပါကအသက်16နှစ်ပြည့်ပြီးတော့အသက်45နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်း ွှန်းကျင်တဲ့အမျိုးသမီးဖြစ်ပါကအသက်18နှစ်ပြည့်ပြီးတော့အသက်35နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်းစိုးလိုတယ်လို့ဖော်ပြထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ